မင်္ဂလာပါညီကိုတို့ဒီနေ့ဗီဒီယိုလေးကတော့အင်တာနက်ဘာစီတို့ရဲ့ချန်ပီယံလိဆင်မီဖိုင်နယ်ဒုတိယတကြိမ်ပွဲစဉ်ကိုပွဲကြိုခန့်မှန်းပြုလုပ်ပြီးသားမဲ့ဖီယိုလေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ပိုင်း YouTube မှာဗီဒီယိုမတင်ပြတာကြာပြီဆိုတော့ကျွန်တော်ရဲ့ပွဲကြိုခန့်မှန်းအခုလိုမျိုးတပွဲတွေကိုတည်တံ့တည်ယူတဲ့ပွဲတွေကနောက်ပိုင်းမှာကြာတာများတာကြောင့်မလို့ကျွန်တော်လည်းတော်တော်လေးကိုနားတာအချိန်ကြာသွားတယ်ပေါ့လေဒါပေမဲ့ကျွန်တော် Telegram Channel မှာရွေးချယ်ပေးဖြစ်တယ်ကျွန်တော် Telegram Channel မှာဆိုရင်ဒါနောက်ဆုံး3ည မောင်းတွဲတွေပေါ်တွေအများကြီးပေါ့လေ၁၀သိန်းရွေးတာမျိုးတို့၆သိန်းရွေးတာမျိုးတို့ဆိုလိုမျိုးဒီလို reset တွေကျွန်တော်အာနည်းနည်းလေးပြန်အဆင်ပြေလာတာမို့လို့ကျွန်တော် Telegram channel မှာတင်ပေးဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ထားပါ comment မှာ Telegram channel link လေးပေးထားပါမယ် YouTube မှာမတင်ပြဘူးကျွန်တော်မအားတာမျိုးဒါ video ရိုက်ဖို့အချိန်မရှိတာမျိုးဆိုကျွန်တော် Telegram မှာပဲတင်ပေးဖြစ်တယ်ပေါ့လေဒီနေ့ကတော့ကျွန်တော်ကြိုက်တယ်ဒီပွဲလေးကိုအကြိုက်တွေ့နေရမှုလို့ပြပြလဲပြပြကျင်တာမှုလို့ကျွန်တော်ဗီဒီယိုရိုက်ပြီးတော့တင်လိုက်တာဖြစ်ပါတယ်။အင်တာနက်ပါစီဒုတိယတစ်ကြော့ဆိုတော့ပေါက်ကြီးက နက်ကဘာစီက level 80 60လောက်ပုတ်တယ်ဒီညနေမှာဘော်ယူကြီးက level 30နဲ့20ကြားပဲရှိတော့တယ်ဆိုတော့90လောက်ကြီးထိုးကြလာတယ်လို့ပြောလို့ရတယ်40လောက်ထိုးကြလာတယ်ပေါ့လေကိုပေါင်းကြီးကတော့အထွေထူးအပြောင်းလဲမရှိဘူးမနက်က3လုံး50အရှုံးအခု၄အခုလည်းတုံးလုံး40အရှုံးတုံးလုံး50အရှုံးဒီဝင်းကျင်လောက်ရှိတယ်ပေါ့လေဆိုတော့ဒီနေ့တင်းရပထမတစ်ကြော့မှာ3939ဆိုတဲ့ရလနဲ့9ပေါ်ခဲ့တယ်ကျွန်တော်တို့ကနှစ်ကြော့ကန်တဲ့ပွဲဒီမှာဖြောင်းမြပြန်စင်းစားလေးရှိတယ်ပထမတစ်ကြော့မှာ9ပေါ်ခဲ့ရင်ဒုတိယတစ်ကြော့9ပေါ်နိုင်ရှိရဆိုစင်းစား လေးရှိတယ်တော်တော်များများကအခုပထမတကြော့မှာ6အများကြီးပေါ်ခဲ့တယ်3 9 3 9တို့တွေ6 9တောင်တွင်းခဲ့တာဆိုတဲ့ကြောင့်ဒုတိယတကြော့မှာထိမ့်ကံမယ်ဆိုတဲ့အနေထားမျိုးတွေဖြစ်ဖို့များတယ်ပထမတကြော့မှာ6အရန်ပေါ်ခဲ့တာမလို့ဒုတိယတကြော့မှာအဲ့လိုလိုက်ပြီးတော့ထပ်ပြီးတော့ပေါ်မယ်ဆိုတဲ့အတွေ့အမျိုးတွေကျွန်တော်မှမရှိဘူးဆိုတော့ကျွန်တော်ကပြောင်းမယ်ပြန်စဉ်းစားလေးရှိတယ်ဆိုတော့ဒီဒီတကြော့မှာ9ပေါက်လာဖို့များတယ်ပြီးတော့ဒုတိယတကြော့ဖြစ်နေတယ်အမားခံလို့မရဘူးကိုကတကူသူများကိုပေးလဲရရင်နိုင်ချင်တယ်ဆိုရင်နှစ်ကိုပြန်သွင်းရမှာပြဒါကြောင့်မလို့တောင်တန်ကို မမားလေးပိုကောင်းလေးပဲအဆွေအနေထားမျိုးတွေဖြစ်တယ်ထိန်းကန်ရမယ်ဆိုတော့အင်တာကအိမ်ကွင်းမာတယ်အတွေးကြုံလေးရှိရလို့ပြောလို့ရတယ်အရှင်းနှစ်တွေမှာချန်ပီယံလိဂ်ကို final တက်ခဲ့ဘူးရဲ့ဒီနေ့ဆိုရင်လည်းဒါဖိုင်ရင်တို့ဘာတို့ကိုကြော်ဖြတ်ခဲ့တယ်ချန်ပီယံလိဂ်မှာအိမ်ကွင်းပေးကိုနေတယ်ဂိုးအောင်စရာရှိရလို့ပြောလို့ရတယ်ဘာစီကတော့တရားဒီဘေးအသင်းနဲ့ပဲတွေ့တွေ့ဂိုးတွေသွင်းတယ်ဂိုးတွေပေးတယ်ကိုပေါ်စရိုက်ရှိတဲ့အတင်းပေါ့လေဆိုတော့ဒီနေ့တင်းရဲ့စရိုက်တဘာဝကအာကိုအောက်ရှိတဲ့အင်တာနက်ကိုပေါ်စရိုက်ရှိတဲ့ဘာစီကိုလာတွေ့ရဖြစ်တယ်ဒါပေမဲ့ဘာစီရဲ့တိုက်စစ်မှာလီဝန်ဒေါစကီက မပါနိုင်မှာမဟုတ်သေးဘူးဒါကြောင့်မလို့လေဘာစီရဲ့ဖော်ကြီးကတော်တော်လေးပြင်းနေအဝေးခွင်းလည်းဖြစ်နေတယ်လီယွန်ဒေါစကီလည်းပါဖို့မသေးကြဘူးပေါ့လေဒါကြောင့်မလို့ဘာစီနေဖို့တော့ကျွန်တော်ကတော့တိတ်မကြိုက်ဘူးဘော်ဒီမှာမနေရဘူးပေါ့လေနောက်တစ်ဆင့်ဘယ်အသင်းတက်မလဲဆိုလက်ရှိဒီယာတီမှာဘာစီကတော်တော်လေးကိုခြေစွမ်းကောင်းနေတယ်ပြည်တွင်းလေးမှာကောသူတို့ပြည်နေလေးမှာလည်းဖလားရည်တင်ထားတယ်အမှတ်ပေးဖလားလေဒါဘာစီရဖို့တော်တော်လေးများနေပြီပေါ့လေဆိုတော့ချန်ပြက်လေးမှာလည်းဘာစီအချင်းကောင်းနေတယ်ဒါကြောင့်မလို့ လော်ရစင်တက်တဲ့နဲ့အတင်းရတော်များများကတော့ဘာစီလို့ပဲထင်ကြလိမ့်မယ်ကျွန်တော်လည်းဘာစီကိုတက်စီခြင်းပါတယ်ဒါပေမဲ့ဒီနေ့ညပွဲမှာအင်တာကိုလည်းအထင်ကြီးနေမိတယ်ပေါ့လေဒါကြောင့်မလို့ကျွန်တော်ကတော့ဘော်ဒီကိုရှောင်းနေရှောင်းသေးခြင်းနဲ့ဂိုးပေါင်းကိုကျွန်တော်သွားမယ်၃လုံး50အရှုံးတိုးတဲ့၄ဂိုးသွားမှကျွန်တော်တို့ကရှုံးမှာ၃ဂိုးသွားခဲ့ရင်တော့မှ50ခံလုံး40ခံလုံးနိုင်မယ်ဆိုအနေထားမျိုးဒါကြောင့်မလို့ဒီနေ့ပွဲမှာဒုတိယတစ်ကြော့ဖြစ်နေတာမလို့တကူသူများကိုပေးလိုက်ရရင်ပြန်လာခြင်းနဲ့ဆိုရင်အနည်းဆုံး2ကိုပြန်လိုက်သွင်းရမယ်ဒါဒီလိုအခြေအနေတွေဖြစ်တာအကြောင်းမလို့ခိန့်ကန်မယ် အာ risk တွေယူမယ်လို့တိုက်စစ်တွေဖွင့်ဆွတ်မယ်လို့ကျွန်တော်ကတော့မထင်ဘူးဒါကြောင့်မို့လို့ဒီနေ့ပွဲအင်တာနက်ဘာစီပွဲကိုကျွန်တော်ရဲ့အကြိုက်ပွဲချုပ်ခံမှန်းအထင်ကတော့ goal ဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်အထင်မြင်ကိုအာမျှဝေပေးခဲ့တာဖြစ်တယ်ညီကိုတွေဆော့လာတဲ့အကြိုက်တွေကိုလည်း comment မှာရေးပေးခဲ့လို့ရပါတယ်ကျွန်တော် Telegram channel link ကိုလည်း comment မှာရေးထားပေးပါမယ်ဆိုတော့ကျွန်တော်အစီအမံ one ace တို့ iPad Fiber လို့အစရှိရတဲ့ကိုအကောက်ဖွင့်ငွေသွင်းငွေထုတ်လုပ်လို့ရပါတယ်ကျွန်တော်ရဲ့ Fiber နံပါတ်သမဟုတ် Telegram နံပါတ်ကိုလာခဲ့လို့ရပါတယ်ဆိုတော့အားလုံးပဲဒီနေ့ညကံကောင်းပါစေ internet ဘာစီပွဲချုပ်ခံမှန်း ဆိုတော့ဒါဒုတိယတကြော Champions League Final ဘွဲလေးနီးလာပြီမနက်ဖြန်အာဆင်နယ်နဲ့ PSG ဘွဲကြရင်လည်းကျွန်တော်ဘွဲချုပ်ခံမဲ့အခုလိုမျိုး video လေးလုပ်ပေးပါအောင်ပဲဖြစ်ပါတယ်အားလုံးပဲတင်ကောင်းပါစေခွတ်လပ်ပါဒီနေ့ညကျွန်တော်အကြိုက်ကတော့ internet basic ကိုယ်လိုထင်ပါတယ်ဆိုတော့ဒုတိယတကြော Champions ဖြစ်နေရကြောင်းမလို့အမှားခံမယ်လို့မထင်ပါဘူးထင်ဆိုကြမယ်လို့ထင်ပါတယ်အားလုံးပဲကဲကောင်းပါစေပြခွတ်လပ်ပါဗျာ